ရာရှိတွေနဲ့တိုင်ပင်နေရာရှိကလည်းကျွန်တော်တို့နဲ့ဆရာကြီးတွေနဲ့တက်စိတ်မှုတွေနဲ့အရင်တိုင်ပင်နေညီနိုင်တာပေါ့တိုင်ပင်ပြီးတော့မှအောက်ခြေရဲဖို့တက်စိတ်ပြည်တိနောက်ဆုံးအခုရောက်လာတဲ့တသားတည်တည်တိပေါ့တိုင်ပင်နေတိုင်ပင်နေအချိန်မှာတို့ကလည်းအကုန်လုံးကသဘောတူတယ်လက်ခံတယ်လက်ခံတဲ့အတွက်ကျွန်တော်တို့ကအဲ့မှာအကုန်လုံးတညီတညွတ်တဲ့ဖွဲ့လာကြတာပဲ တော်လန်မီဘတ်ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပြည်သူပန်းနိုင်ရာကောင်းတုံပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့အင်တာဗျူးကိုဖိတ်ခေါ်ထားတာပေါ့ဒါကတော့ဒီ2024ပေါ့နော်ဇန်နဝါရီလထဲမှာဒီပလောဝနေတော့ပေါ့နော်ဒီစစ်ကြောင်းစစ်ကြောင်းတင်ရင်လိုက် ပေါ့နော်အင်အားအများကြီးနဲ့ဒါပြည်သူဘက်ကိုရက်တည်ထားတဲ့အဖွဲ့တွေကပေါ့နော်ဒီဒီတခွက်တစ်ချက်ကြီးအမင်းနိုင်ပဲဖြစ်ပါတယ်အမင်္ဂလာပါဆရာကြီးမင်္ဂလာပါမင်္ဂလာပါဗျအဲဟုတ်ကဲ့ဆရာကြီးအနေနဲ့ပထမပထမဆုံးပေါ့နော်ဒီမိတ်ဆက်စကားလေးပြောပြောပေးပါအောင်ခင်ဗျာဟုတ်ခင်ဗျာ ကျွန်တော်တော့ကိုဗမာ003 38တခွက်တက်ချက်ကြီးဝင်နိုင်ဖြစ်ပါတယ်ခင်ဗျတန်ရင်ကတော့39ပါဗျအော်ဟုတ်ကဲ့ခမရ239ဆိုတော့ဒီတက်မ71လက်အောက်ခံတက်ဖြစ်မှာပေါ့နော်ဟုတ်ပါဗျဟုတ်ကဲ့အဲ့တော့ဆရာကြီးတို့အနေနဲ့ပေါ့နော်ဒီအဒီပြည်သူ့ဘက်ကမကူးပြောင်းမင်အချိန်မှာပေါ့နော်ဒီစစ်တပ်ထဲမှာနေခဲ့တဲ့အချိန်မှာဒီစစ်စင်ရေးတာဝန်ထမ်းဆောင်ခဲ့ရတဲ့နေရာတွေကဘယ်မှာတာဝန်ထမ်းဆောင်ခဲ့ရလဲပေါ့နော်အဲနောက်ပြီးတော့ဘယ်လိုတွေကြုံတွေ့ရလဲဆိုတာလေးကိုဒါဖြေကြားပေးပါဦးခင်ဗျာ ကျွန်တော်စစ်စင်နေတာပရမောက်ဆုံးစားထွက်တာတော့ပြင်ပြင်းနေပြပြင်ပြင်းနေပြီးမှချမ်းပြီးမြောက်ပိုင်းလာရှူမူဆေဘက်ပေါ့အဲ့ဘက်မှာတောင်ထန်းဆန်းအဲ့ရမိမာဒီဘက်ဘလဝဘက်ကိုရောက်တယ်ဗျ2019မှာအဲ့ရနေမှာတောက်လျှောက်ဒီဘက်မှာအခုကျွန်တော်တို့ဒီလာခဲ့ချိန်ထိပေါ့ဘလဝမှာပဲစစ်စင်တောင်ထန်းဆောင်တယ်ဟုတ်ဒီကြောတာကြောတာတွေကတော့နင်းနေမကောင်းစရာတွေပြောပေါ်ကြဟို ခန်းတိုင်းရှိသလိုလှူရှားသွားတာလည်းများတယ်ဗျလှူရှားသွားပြီဆိုလည်းသူတို့ခိုင်းတဲ့နေရာကိုစုံသွားတာပဲသွားတယ်ခါကြရင်ကြီးခါမရမမရနဲ့အဲ့လိုရှိရဗျစခန်းထိုင်ပြီဆိုလည်းစခန်းဆိုလည်းဟုတ်မင်္ဂလာနေဆက်လောက်ထိ သွားထိုင်ရတဲ့အနေအထားမှာကြီးခါပြက်လက်တာတွေပါလည်းကြုံရတယ်ဗျအဲ့ဒီအတွေ့အကြုံတော့အများကြီးပေါ့ဗျဟုတ်ကဲ့ အဲ့ဆိုရင်ဟိုဆရာအနေနဲ့ရောဗောနော်ဟိုစစ်တပ်ထဲမှာဘလောက်လောက်နေနှစ်ဘလောက်လောက်နေခဲ့ရလဲနောက်ပြီးတော့ဗောနော်ကျွန်တော်အနာသိမ့်ပြီးနောက်ပိုင်းမှာအာကြတော့ကျွန်တော်ပြော2019မှာဒီပလောက်ဝဘက်ကိုရတဲ့ရောက်နေပြီဆိုတော့ဒီအနာသိမ့်ပြီးနောက်ပိုင်းမှာကြတော့ဘက်ဘက်မှာတာဝန်တွေထမ်းဆောင်ခဲ့ရတာရှိလေဒီဘလောက်ဝဘဝန်ချင်မှာပဲအဲ့တာဝန်ထမ်းဆောင်နေဗျစစ်တပ်ကတော့35နှစ်နေခဲ့ရဗောစစ်ကောင်စီမှာဟုတ်ကဲ့အဲ့တော့ပလောက်ဝဘက်မှာပဲနေခဲ့ရတယ်ဆိုတော့ ဒီအဲ့လိုမျိုးအနာသိမ့်ပြီးနောက်ပိုင်းမှာရောဒီတက်ကိုဗောနော်တက်ကဒီ200တက်ကိုဆိုတော့ဒီရဲမွန်ဖြစ်မှာဗောနော်ဒီရဲမွန်ဖြစ်တဲ့တက်ကိုဟိုဒီဗောနော်ဟိုပြန်နာတာတို့ဒါမှမဟုတ်ရင်လည်းဗောနော်ပြန်ပြန်ရတာတို့အဲ့လိုမျိုးတွေရှိလာဒါမှမဟုတ်ရင်လည်းဟိုအတာသိမ့်ပြီးတဲ့ရတဆက်သေးဗောနော်ဒီဒီစပတ်ကိုကူပြောင်းခဲ့တဲ့အချိန်ထိဗောနော်အမှာပဲအနာဝန်းကျင်မှာပဲဆက်ပြီးတော့နေနေရတဲ့အနေအထားမျိုးတွေလား2019ကနေမှာ2024အခုကျွန်တော်ထွက်မလာခင်အချိန်ထိတော့နှစ်လပေါ့ဗျနှစ်နှစ်မှာတစ်ခါလောက်ပြန်ရတယ်ဗျတစ်လပေါ့ ဒလပြန်တယ်ဒလပြန်လာပြီးတော့အာနောက်စစ်စင်ပြန်ထွက်နှစ်နှစ်လောက်နေမှဒလပြန်ရအခုကျွန်တော်တို့ထွက်လာတဲ့အချိန်မှာတော့မပြန်သေးဘူးဗျတစ်နှစ်နီးပါးနေမှာအော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဆရာတို့အနေနဲ့ပေါ့နော်ဟိုဆရာတို့အနေနဲ့အဒီတိုင်ရင်စကြောင်းလိုက်ပေါ့နော်ဒီပြည်သူဘက်ကိုပေါ့နော်ရက်ဒီကူပြောင်းမှုကိုပေါ့နော်ဒီဆုံးဖြတ်ချက်တွေဒီခံယူချက်တွေပေါ့နော်ဘလို့အခြေအနေရှိလို့အဲဒီလိုမျိုးတွေပြည်သူဘက်ကိုပေါ့နော်ဒူတွေအများကြီးစုဖွဲ့ပြီးတော့လာကူပြောင်းခဲ့တာလဲထင်ကြပေးပါဦးခင်ဗျာ အရာကတော့ကျွန်တော်တို့စစ်ကောင်စီကလုပ်တဲ့သူတို့ပြည်သူကိုနှိမ့်ညှိမ့်နှိမ့်ဆက်တဲ့ဟာတွေပေါ့ဗျာကြားရတာပေါ့မြင်တော့မမြင်အောင်ပေါ့ကျွန်တော်တို့စခန်းထိုင်တာလည်းလူလူမနီးသူမနီးနေရာတွေကများတယ်များတော့သတင်းတော့ကြားတယ်ဒါပေမဲ့အရာကိုမကြိုက်တော့ကျွန်တော်တို့အရာရှိတွေနဲ့တိုင်မင်းနဲ့ရာရှိကလည်းကျွန်တော်တို့နဲ့ဆရာကြီးတွေနဲ့တက်စိတ်မှုတွေနဲ့အရင်တိုင်မင်းနဲ့ညှိနှိုင်းတာပေါ့တိုင်မင်းပြီးတော့မှအောက်ခြေရဲပေါ့တက်စိတ်တွေအထိ နောက်ဆုံးအခုရောက်လာတဲ့တသားတိတိတိပေါ့တိုင်မင်းနဲ့တိုင်မင်းနဲ့အချိန်မှာသူတို့ကလည်းအကုန်လုံးကသဘောတူတယ်လက်ခံတယ်လက်ခံတဲ့အတွက်ကျွန်တော်တို့ကအဲ့မှာအကုန်လုံးတညီတညွတ်ဆဲထွက်လာခဲ့တာပဲလားအော်ဟုတ်ကဲ့အဲ့တော့ဒါတော့တင်ရင်အတွင်းမှာအကြာဆရာကြီးတို့အနေနဲ့ဒါတိုင်မင်းရတဲ့အနေထားမျိုးပေါ့နော်အဲ့တော့တင်ရင်မဟုတ်ဘဲနဲ့ပေါ့နော်ဒီတွန်လိုင်းတက်ဖွဲ့ရင်းနဲ့ကြတော့ဘလို့ဆွေးနွေးမှုတွေညှိနှိုင်းမှုတွေလုပ်လဲအဲ့ဘလူးကနေတော့ကူညီပေးလေအဒီလိုပြီးတော့ဘလို့ထွက်လာခဲ့တယ်လေလေးသိကြပါတယ်ဟုတ်ကဲ့ဗျာကျွန်တော်တို့ကအဲ့မှာ ဟိုရက်တင်ကဥက္ကရာရှိတယ်ဗျဥက္ကရာနဲ့ကျွန်တော်တို့ကခင်တော့ကျွန်တော်တို့စကမ်းပေးရပဲသူတို့သွားလာရှိတော့သူတို့နဲ့မေးပြပေါ့မင်းစကားပြောရင်လည်းဒီလိုပဲချင်းစီတွေကမှသွားမယ်သွားမယ်ဆိုသူတို့ကတိုင်တိုင်းလေးလေးကြိုးဆိုတယ်ကြိုးဆိုမယ်ပေါ့အဲ့ဒါဟိုကျွန်တော်တို့အရာရှိအဲ့ဘုံမှုအောင်မျိုးတင်တို့နဲ့တိုင်မင်းနဲ့အဲ့ဥက္ကရာနဲ့တိုင်မင်းပြောမှသူတို့စီကဟိုဟိုဒူတိုင်မှုခုပြခုနဲ့အဲ့ဒီမှာကျွန်တော်တို့အဆက်အသွယ်လောက်တာပေါ့ အဆက်အသွယ်လုပ်ပြီးမှသူတို့ကလည်းကျွန်တော်တို့ဒီရက်ပတ်ကစူးစီးနဲ့ထွက်လာခဲ့မယ်အဲ့ဘက်ကနေမှဒေါ်လာရင်းဖွင့်ရမှဘယ်နေရာထိလာကြိုပေးနိုင်မလဲအဲ့လိုပေါ့နှစ်ရက်တစ်ခါသုံးရက်တစ်ခါလောက်အဲ့လိုအဆက်အသွယ်လုပ်တယ်လုပ်ပြီးတော့မှကျွန်တော်တို့အဲ့ဒါသူတို့ကဒီနေရာငါးဝါအထိသူတို့လာကြိုပေးမယ်အဲ့ငါးဝါအထိသူထွက်လာခဲ့ဆိုပြီးတော့အဲ့လိုပြောတဲ့အချိန်မှာကျွန်တော်ကအဲ့မှာစထွက်လာခဲ့အကုန်လုံးစကန်တစ်ခုလုံးကြီးတဲ့နေရာတိုင်းထွက်သွားလိုက်တာဗျာအော်ဟုတ်ကဲ့ ို second တစ်ခုလုံးပေါ့နော်ရှိတဲ့ in အားဆိုတော့ in အားကဘယ်လောက်လောက်ပါကြလဲဆရာကြီးတို့ထွက်လာတော့ဆရာကြီးတို့ second က36ရောက်ဗျာဟော36ရောက်တော့အဲ့တော့ခုနကဆရာကြီးတို့ပြောလာတော့လက်နက်ခင်းရန်ဒီလက်နက်ငယ်တွေအကုန်လုံးနှိပါပါလာဆိုတော့အဲ့ဒီအတွက်ကောဒီအဲဒီဆရာကြီးတို့နဲ့ချိတ်ဆက်တဲ့ဒီဘောနော်ဒီ online တစ်ဖွဲ့ကအဲ့တော့ဘောနော်စုငွေပေးတာတွေအဲ့လိုမျိုးတွေရခဲ့လားပေးတယ်ဗျကျွန်တော်တို့ဟာမှာအောင်ကုန်းရောက်တဲ့အချိန်မှာပေးတယ်ဗျဟိုလက်နက်ပါတဲ့အလုံးဟိုမပါတဲ့လူဘောဘောသူတို့ဖြမ်းမြ အကုန်လုံးညှိပြီးပေးတာပဲပါတဲ့လူကြီးပဲလဲမဟုတ်ဘူးပေါ့ကျွန်တော်ရှိတဲ့အခုပါသွားတဲ့လက်နဲ့ပါတဲ့လူရောမပါတဲ့လူရောအကုန်လုံးတန်းညှိပြီးပေးတယ်ဗျာအော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့တရားရုံးအနေနဲ့ဒီပြည်သူနဲ့ပေါ့နော်ဒီပူပေါင်းရတည်လာတဲ့အပေါ်ပေါ့နော်ဒီခန်းစားချက်တွေကဘယ်လိုခန်းစားရလဲတက်ထဲမှာနေရတဲ့ခန်းစားချက်နဲ့ဒီပြည်သူဘက်ကိုရောက်လာတဲ့အနေထားနဲ့ခန်းစားချက်ပေါ့နော်ဒီကွာချားသွားတဲ့ဟာလေးကိုလည်းဒါပြောပြပေးပါဦးတက်ထဲမှာနေတဲ့ဟာတော့ကိုကိုစိတ်နဲ့သူ့ကိုဖြစ်နေတာပေါ့ကိုစိတ်နဲ့သူ့ကိုကိုကကိုစိတ်ကတော့ရှိတယ်ကို သွားကျင်တယ်လည်းမသွားဘူးပေါ့။လာကျင်တယ်လည်းမလား။ချုပ်တီးမှုတွေအများကြီးရှိတာပေါ့။ချုပ်ချဲမှုတွေအများကြီးရှိတယ်။အခုပြည်သူဘက်ကရက်တီးပြီးတော့မှပြည်သူရင်ခွင်မှာကိုလုံးနဲ့အေးချမ်းချမ်းနေရတယ်။စိတ်လွတ်လပ်လို့နေရတယ်။ဘက်ကသွားကျင်တဲ့နေရာလည်းအေးအေးချမ်းချမ်းသွားရတယ်ဗျ။ဒီမှာတော့စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေရတယ်ဗျ။ပြည်သူလူထုကလည်းလိုက်လိုက်လဲလဲတောင်းတဖျားကြိုဆိုတယ်။ဒီမှာဆိုရင်လည်းသူတို့ကျွန်တော်တို့နေတဲ့နေရာနေမှာအလုံးကဝိုင်းပြီးစောင့်ရှောက်တယ်။ဝေစားအစားဆောင်အထဲအစားတော့ကအစား အကုန်လုံးထောက်ပံ့ပြီးတော့သူတို့ပံ့ပိုးပေးထားတယ်ဗျနေစရာဆိုလည်းအဆောက်အဦကောင်းတဲ့နေရာမှာထားထားပေးတယ်ဗျဟုတ်ကဲ့ကြိုင်းနေနေပေါ့နော်ဆက်ပြီးတော့မေးချင်တာအခုလက်ရှိတော်လိုင်းအရွေးရောဘယ်လိုမြင်လဲအရင်တုန်းကစတက်ကပြောထားတဲ့အခြေအနေနဲ့ပေါ့နော်ဒီစတက်ကသူတို့ပြောတာအများနဲ့ရှိတယ်ပေါ့နော်ဒီသူတို့စတက်ကဘရောမှကြာဆုံးနိုင်မဲ့အနေအထားမျိုးဟုတ်ဘူးဆိုတဲ့အနေအထားမျိုးအများနဲ့ပြောတာရှိတယ်ပေါ့နော်အဲ့လိုမျိုးအနေနဲ့လက်ရှိဖြစ်နေတဲ့တော်လိုင်းအရွေးနေနေမှာဘယ်လိုမြင်ဘယ်လိုရှုမြင်တာရှိတယ်လဲကြာကြီးမြင်နေပေါ့နော်တော်လိုင်းရဲ့မြင်ရတော့ဒီ လက်ရှိကသူတို့ကပြည်သူလူထုကသူတို့ဘက်မှာမပါတာဖြစ်သေးတယ်မကြဘူးဗျကြာရှုံးမှာပါသူတို့ကျွန်တော်တို့ဒေါ်လာအင်အားလည်းတနိုင်ငံလုံးကအကုန်လုံးဖြစ်နေပြီပြည်သူလူထုတရလုံးကလည်းဒေါ်လာအင်အားကိုထောက်ခံတယ်အားပေးတယ်ကူညီတယ်အစားတောက်ကစားအကုန်လုံးပံ့ပိုးပေးနေတယ်ဗျသူစစ်ကောင်စီကတော့သူတစ်ဖွဲ့ပဲရှိတော့တာပေါ့တစ်ဖွဲ့ပဲရှိတာဆိုတော့အကြောက်ကြဆုံးသွားမှာပါသူအနေနဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါ ဟုတ်ကဲ့အဲနောက်တစ်ခုကဘောနောအခုလက်ရှိဘောနောမင်းအောင်လာရဘောနောအခုသူတို့ကပြောနေတာဘောနောဒီတရားတော်စစ်ကိုသူတို့ကဆင်နွှဲနေတာဖြစ်တယ်ဘောနောအဲ့ဒီဘောဘောဒါဘယ်လိုမျိုးဟိုပြောနေတာရှိလဲဒါကတရားတော်စစ်ဆိုတာတော့မဖြစ်နိုင်ဘူးဗျတဖက်သက်ပြည်သူအနိုင်ကျင့်တယ်လို့ပဲကျွန်တော်မြင်တယ်ဗျသူအနာယူဤမှာသူအနာတီးဖို့အတွက်ကိုသူကသူတဖက်သက်ပြည်သူအနိုင်ကျင့်ပြီးတက်ဖြတ်နေတယ်လို့ပဲမြင်တယ်ဗျကျွန်တော်တော့ဟုတ်ကဲ့ဒီချိန်မှာဗောနောသူကဟိုမင်းအောင်လာရတော့တရားတော်စစ်ဆိုပြီးတော့ပြောနေပြီးတော့ဗောနောဒီ ဒီလေရင်နဲ့ဗောနော်ဒီဘုံကျဲတယ်ဗောနော်ဒီဘုံကျဲမှာဆိုရင်ဗောနော်ဒါရှိတိမြနေဗောနော်နေရဗောနော်ဒီမြို့တွေလည်းဖြစ်ဖြစ်မယ်ယွာတွေလည်းဖြစ်ဖြစ်မယ်ဗောနော်ဒါမှမဟုတ်တောတောင်တွေထဲမှာဗောနော်သူတို့ရဲ့ဗောနော်ဒီအစေးပြမလို့တတ်မှတ်ထားတဲ့နေရာတွေကိုဗောနော်ဒီလူမျိုးတွေရှိတိမြဘုံကျဲတယ်ဗောနော်အဲ့လိုမျိုးကျဲတဲ့အနေထားမြန်မာဗောနော်ဒီပြည်သူတွေဗောနော်ပြည်သူတွေဒါဘုံနဲ့ထိပြီးတော့ဗောနော်ဟိုအထူးသဖြင့်တော့ဗောနော်ဟိုပြည်သူလူထုတွေထိပြီးတော့တည်သွားတယ်ဗောနော်ဒီလေရင်ကဘုံကျဲပြီးတော့ထိသွားတဲ့အနေထားမျိုးတွေလည်းတွေ့ရတယ်ဗောနော်အဲ့ဒီပုံမှာရောဘာများပြောချင်တာရှိမလဲအဲ့ဒါကတော့ သူကဘယ်လိုပြောမလဲဆိုတော့ကြွမနာကြီးမီးနဲ့ရှုလို့ပေါ့အခုသူကဒေါ်လာရေးဖို့သူ့ကိုတိုက်တယ်သူတို့အာနာကိုမခံချင်လို့ကျွန်တော်လည်းတော်လှန်တယ်သူ့ကိုတန့်ကျင်ပြီးတော့ကျွန်တော်တို့ထွက်လာခဲ့တယ်အလို့ရှင်ကျွန်တော်တို့လောက်ပြီးသူဒေါ်လာရေးဖို့ဒီဟိုတိုက်ချင်မျက်နှာချင်းဆိုင်တိုက်ပေါ့သူကအဲ့လိုမဟုတ်ဘူးအခုကကြွမနာကြီးမီးနဲ့ရှုဆိုတဲ့အနေထားမျိုးနဲ့ရှောက်လို့တာအယူရှိပန်းရှောက်လို့နေအနေထားပေါ့တက်တက်ဟိုငါလုံးလို့ရတယ် ငါလက်ထက်မှာဒါရှိတယ်ငါလုံးလို့ရတယ်ဆိုတော့ငါတကောကောပြီးလုံနေအနေထားအဲ့လိုဖြစ်နေတာဗျဟုတ်ကဲ့နောက်ဆုံးနေနဲ့မေးချင်တာတော့ဗောနော်အဒီဈာကြီးနေနဲ့တော်လိုင်းပြီးသွားရင်ရောဒါဘလို့ရက်ဒီရက်ဒီတက်လောက်သွားဖို့ရှိမလဲကျွန်တော်ကတော့ခုမိသားစုတစ်ကောင်စီနဲ့စုမှုနယ်မြေမှာရှိတယ်ဆိုမဲ့အခုတော့ကျွန်တော်လည်းမပြန်ပြန်ပြန်ပြသေးဘူးဆိုတော့တော်လိုင်းပြီးသွားရင်တော့မိဘသားသမီးတွေနဲ့ခဏသွားတွေ့မယ်ပေါ့ဒီတော့တော်လိုင်းလိုအပ်ချက်နေတဲ့နေရာ ူဆန်းရှိညံဆန်းရှိသူတွေပူညီမယ်အခုလဲကျွန်တော်ဒေါ်လာကြီးတင်တန်းချောင်းတစ်ခုမှပေါ့ကျွန်တော်လက်နဲ့ငယ်နဲ့လက်နဲ့ကြီးညီကလုပ်ပေးနေပါတယ်ဗျအော်ဟုတ်ကဲ့အဲ့တော့ဒီကြိုင်းနေနဲ့ဒါဟိုလက်နဲ့ငယ်လက်နဲ့ကြီးတင်တန်းနေပေးနေပေါ့နော်လက်ရှိဟိုလက်ရှိနေထားမှာဆိုတော့အဲ့လိုမျိုးပေးတဲ့အနေထားမျိုးမှာအဆိုင်ကြုံတွေ့ရတဲ့ပေါ့နော်ဒီအတွေ့အကြုံတစ်တွေကိုလည်းနည်းနည်းလေးမျှဝေပေးပါဦးဟိုမှာစစ်ကောင်စီမှာလို့တော့မော်ဒီမှာတော့သူတို့ကဟိုပြည်သူဆိုတော့ အရင်တက်တက်ဖြစ်နေတာပေါ့အရင်တက်တက်ဆိုတော့ဒီဇနက်တွေနဲ့ကျွတ်တွေ့မှုမရှိဘူးစစ်စင်စည်ရဲတွေ့ကြုံတွေမရှိသေးတော့သူတို့လည်းနည်းနည်းအစိမ့်တက်တက်ဖြစ်တာပေါ့တင်ရတဲ့ခါတော့နည်းနည်းစိတ်ရှိပြီးတော့တီးခံရတယ်စိတ်ရှိရတယ်သူတို့ပညာတစ်ခုကိုအလွယ်ကူကူတက်လို့နိုင်တဲ့အနေထားတွေရှိတင်ပေးရတာပေါ့အဲ့ဒါလေးတော့ရှိတယ်ဗျဟုတ်ကဲ့အဲ့တော့ဘောနော်တိုင်းနေနဲ့နောက်ဆုံးနေနဲ့ဘောနော်ဒီတက်ထဲမှာရှိနေတယ်ဘောနော်ဒီလုတ်ဝဂိုင်ဘက်ဟောင်းနေလဲရှိရင်ရှိမယ်ဘောနော်တပည့်တွေပါလဲရှိရင်ရှိမယ်ဘောနော်အဲသူတို့နေနေဘောနော် ပတ်သက်ပြီးတော့ဆရာကြီးအနေနဲ့ပြောချင်တဲ့အခြေအနေရှိရင်အတခွန်းလောက်ပြောကြပေးပါဦးဟုတ်ကဲ့ဗျအခုကျွန်တော်ထွက်လာပြီးတော့ထွက်လာခဲ့လိုက်တဲ့ဒီလိုဆုံးဖြတ်ချက်မှန်သွားတာဖြစ်စဉ်တွေကျွန်တော်တို့ပြည်သူရင်ဝင်ဝင်လာတဲ့ဒီမှာအသက်ရှိရှိနေရတယ်စိတ်ချမ်းချမ်းသာသာနေရတယ်အဲ့ဒါအဲ့ဒီကျွတ်အခုကြံနေခဲ့တဲ့အဖွဲတွေညီကိုတွေပေါ့ကျွန်တော်ဆက်နေတော့အသက်ရှိမှာမဟုတ်ဘူးသူတို့နေရာတည်မြဲမှုအတွက်သူကထူးထူးနေမှာဖြစ်စဉ်တွေအများဆုံးပြည်သူရင်ဝင်ခုံလုံးကဖို့ရှင်းပါလေတိုက်ပွဲပေါင်းများစွာဖြစ်တယ် အသက်ပေါင်းများစွာလည်းပေးဆက်ပြီးမိသားစုတွေဒုက္ခအတိဒုက္ခတွေရောက်နေတဲ့မိသားစုတွေအများကြီးဖြစ်နေပြီအဲဒီအတွက်ကိုမိသားစုတွေဒုက္ခမရောက်အောင်ပြည်သူလူထုလည်းဒုက္ခမရောက်အောင်ညီကိုတွေအနေနဲ့ပြည်သူရင်ကိုအများဆုံးခလုံးဖို့တိုက်တွန်းချင်ပါတယ်ဗျဟုတ်ကဲ့ပါအခုလိုဖြည့်ကြပေးတဲ့အတွက်ကျွန်တော်တို့ပြည်သူ့ပန်းနိုင်ရာလည်းအထူးပဲကြီးတူတင်ရှိပါတယ်ဟုတ်ကဲ့ပါ